မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဧပြီလ16ရက်နေ့မနက်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ကလေးကံကောကြားစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်တေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင် စကိုင်းနိုင်ကလေးမြို့နယ်နဲ့မကွေးတိုင်းကံကောမြို့အကြားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းငါးခုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနှစ်လကြာထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ CDF KKG တပ်ဖွဲ့ထံကသိရပါဗျ။ CDF KKG Major Operation စစ်စင်ရဲကိုချင်းအမျိုးသားတမရော CNA ရဲ့စစ်ရေးကုကဲမှုနဲ့အတူချင်းကာဝေးရေးတပ်ဖွဲ့ကလေးကဘောကံကော CDF KKG ကျောင်းသားတပ်မတော် ABSDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကကလေးကံကောကြားမှာရှိတဲ့ကံမာနီမှန်တော်အောင်သာရအရှိအနောင်နဲ့စံသားရစခန်းတို့ကိုနှစ်လကြာထိုးစစ်ဆင်တည်ယူခဲ့တာလည်းဖြစ်ပါတယ်။ ကမ္မနီစကန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်နဲ့ပြူစော်ဒီ80လောက်သေးတယ်။ပြီးတော့မှန်တော်နဲ့အောင်သာယာကြားမှာ20ဝန်းကျင်လောက်ရှိမယ်။ကျန်သာယာရွာမှာလည်း20လောက်ရှိတယ်လို့အတွင်းသတင်းတွေအရသိရတယ်လို့ CDF KKG ပြန်ကြားတောင်းငန်သူကဘာမဘီဂျီကိုပြောပါတယ်။ဒါအပြင်တော်လိုင်းပူပေါင်းတပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းထိနာခဲ့တဲ့စစ်ကောင်စီကကလေးမျိုးနဲ့ထောက်ဖို့တရင်ကစစ်ကောင်စီတပ်သားတွေနဲ့စစ်ကိုအင်အားဖြည့်တင်မှုတွေလှုံ့ဆော်ခဲ့တယ်လို့ မုံရမြို့နယ်အခြေစိုက်တရင်တွေကစစ်ကောင်စီတပ်သားနယ်လင်းစစ်ကူအင်အားဖြည့်တင်မှုတွေလှုပ်ဆောင်တာတွေရှိခဲ့တယ်လို့သိရပါဗျ။နှစ်လကြာတိုက်ပွဲဖြစ်ပွားချိန်မှာတိုက်ဆုံးသားတွေကိုစစ်ကောင်စီကဖြစ်တယ်လို့မြှုပ်ထားခဲ့တာတွေလည်းတွေ့ရတယ် တိုက်ပွဲအတွင်းမှာသူတို့ထိခိုက်ဒဏ်ရာရတဲ့သူတွေအတော်များပြီးသေဆုံးကြတာတွေလည်းရှိတယ်လို့ CDF KKG တာဝန်ရှိသူတို့ကဖြေဆွပြောပါရယ်စစ်ကောင်စီရဲ့ခိုင်မာတပ်ဆွဲထားတဲ့ကမ်မနီစကန်ကို CDF KKG ပူပေါင်းတပ်တွေကဖေဖော်ဝါရီလ12ရက်မှာတည်ယူနိုင်ခဲ့တယ်လို့ကလေးမြို့တောင်ပိုင်းမှာရှိတဲ့မှန်တော်ရနဲ့အောင်သာရအနောက်တပ်စခန်းတွေကိုဖေဖော်ဝါရီလ15ရက်မတိုင်မီမှာ CDF KKG ပူပေါင်းတပ်တွေကတည်ယူနိုင်ခဲ့တာလည်းဖြစ်ပါရယ် ကမ်ဘာနေမှန်ကြောနဲ့အောင်သာယာတက်စကန်တွေကို CDF KKG ပူးပေါင်းတပ်တွေထိုးစစ်ဆင်မှုအတွင်းစစ်ကောင်စီက19ချိန်ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်လို့ နှစ်လအတွင်းလေးချောင်းတိုက်ခိုက်မှုပေါင်းအကျဉ်းရေ1000ချက်မနည်းလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်စာသင်ကျောင်းစေယုံဘာသာရေးအဆောက်အအုံနဲ့ဒေသခံနေစုစုပေါင်း60ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့အရက်သားပြည်သူ15ဦးထပ်မံနေတည်ဆုံခဲ့က40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF KKG ဘူဟုတရင်နဲ့ပြန်ကြားရေးဌာနကလည်းဧပြီလ15ရက်မှာထုတ်ပြန်ထားပါသေးတယ်။ဆက်လက်ပြီးရှေးမြို့နယ်ကျောင်းရွာခြေဆိုင်ခမရ961တရင်မှာကင်းဖက်ရန်ထွက်လာသောစစ်သားများ များကိုရှေးဘလူးအဖွဲ့ကအပီဂျီဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်သားအလုံးတက်သေးဝင်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်ရေမြို့နယ်ကြောင်ရွာခြေဆိုင်ခမရ997တရရင်မှာစံဖက်စစ်သားများကင်းပတ်ရန်ထွက်လာစဉ်ရေဘလူးအဖွဲ့ကအာပီဂျီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားအလုံးတက်သေးပြေးဝင်သောကြောင့်ရေဘလူးဘက်တရရင်မှာရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည် ဧပြီလ18ရက်နေ့မော်လယ်ပိုင်းတွင်ကျောင်းရအခြေဆိုင်ခမရ961တရဲမှစံပတ်ဆက်သားများသည်ကင်းပန့်ရန်ထွက်လာစဉ်ရေဘလူးအဖွဲ့ကအပီချင်းပြက်ပြက်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရင်းတိုက်ခိုက်မှုအတွင်းစံပတ်ဆက်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးဆက်သားအလုံးကြောက်လန့်၍ခမရ961တရဲနယ်ကိုအဝင်ပြေးသွားကြောင်းသိရှိရသည်။ သူတို့အင်အားကတော့တိတ်မများဘူးအယောက်20ဝန်းကျင်လောက်ပဲရှိတယ်ထိတယ်ကျွန်တော်တို့ကြာဆုံးမှုအရေးအတွက်အတိအကျမသိဘူးဒိန်ယာတွေတော့ရကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်ကွင်းကအရန်ရှင်နေလေပြည်ကွင်းတက်တဲ့ကြီးကိုပြစ်နိုင်ခဲ့တယ်ဟုရေးဘလုတ်ဖွဲ့တရင်မှုကပြောဆိုသည် ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြန်မာစစ်ကောင်စောင်းနဲ့တွေ့ဆုံတဲ့မလေးရှားဝန်ကြီးချုပ်ဤလို့ရမှားယုံနိုင်ငံသားဤဝန်ကြီးဟောင်းဝေဖန်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်မြန်မာအာဏာသိမ်းစစ်ကောင်စောင်းကိုလက်ခံတွေ့ဆုံတဲ့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်လို့ရမှားယင်ကြောင်းမလေးရှားနိုင်ငံသားဤဝန်ကြီးဟောင်းဆိုင်ဖိုတင်အဘယ်ဒူလာကဝေဖန်လိုက်သည်ဟုမလေးရှားနိုင်ငံခြေဆိုင် Free Malaysia Today သတင်းစာရင်းဖော်ပြသည် ထိုင်းနိုင်ငံကကမာကတာလိုပြီးအာဆီယံနိုင်ငံများပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ချမှတ်ထားသောစီးကြပ်ခွန်များကိုမြေတို့ကင်တွေဖြည့်ရှင်းပြီးအစည်းအဝေးသို့တက်လာစဉ်စကောင်းဆောင်နဲ့အန်ဝါအီရာဟင်တို့ဧပြီလ18ရက်တွေ့ဆုံမှုပေါ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းကဝေဖန်ခြင်းဖြစ်သည့်ထို့ပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးတိုင်းပြည်ငံကောင်စီ NUCC တို့နှင့်တွေ့ဆုံမှုမရှိသေးသေးကိုလည်းစိုင်းဖိုတင်အဘတ်တူလာကတဆက်တည်းထောက်ပြပြောဆိုသွားသည် အာဆီယံဥက္ကဋ္ဌရဲ့စက္ကန်စီအခြေခံနဲ့တွေ့ဆုံမှုအားမှားယွင်းတဲ့ခြေလှမ်းဖြစ်ပါတယ်။အထူးသဖြင့် NUG, NUCC နဲ့ပြည်သူ့အကျိုးစီးပွားကိုကိုစားပြည်သူတွေနဲ့ထိတွေ့ဆက်ဆံမှုကြတော့ဘာမှမပြောတဲ့ဒီအချိန်မှာပို့ဆိုးပါတယ်ဟုသူကပြောသည်။စက္ကန်ဆောင်နဲ့မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံမှုတွင်မြေတီအကြောင်းအရာများဆွေးနွေးခဲ့သည်ကိုရှင်းရှင်းလင်းလင်းမသိရသေးပါ။ မြန်မာနိုင်ငံတွင်အာနာသိမ့်ပြီးနောက်မလေးရှားဝန်ကြီးချုပ်အစ်စမေဆာရီရာကော့လက်ထက်တီနှစ်နိုင်ငံဆက်ဆံရေးဘက်ပေါင်းဆောင်ဆက်ဆံရေးတို့တွင်စစ်ကောင်စီကိုအသေးမှမပြုရင်မလေးရှားနိုင်ငံကသဘောထားရှိခဲ့သည်ဟုလည်းဆိုင်ဘူတင်ဘတ်တူလာကဆိုသည်အာဆီယံကကျင်းပတဲ့ထိပ်သည့်အစည်းအဝေးတွေတက်ဖို့စစ်ကောင်ဆောင်တဲ့ဝန်ကြီးတွေကိုမဖိတ်ကြားခဲ့ပါဘူးဒီကနေ့မှစစ်ကောင်စီကနိုင်ငံရဲ့30ရာခိုင်နှုန်းလောက်ကထိန်းချုပ်နိုင်မှာတော့တယ်ဒါဟာဆစ်ရှုံးနေတာပါမကြသေးခင်ကငလင်ကိုအကြောင်းပြပြီးနိုင်ငံတကာဆက်ဆံရေးကိုပုံမှန်ဖြစ်အောင်စစ်ကောင်စီကိုလှုပ် ွင့်မသေးသေးပါဘူးသူတို့ဟာပိုးလိုက်တဲ့အကူအညီတွေကိုလက်နဲ့ပြစ်သုံးနေတာပါဟုလဲဆိုင်ဘူတင်အဘတူလာကဝေဖန်နေအလားတူစကောင်းဆောင်ကိုအစည်းအဝေးဖိတ်ကြားတဲ့ထိုင်းအစိုးရကိုလည်းထိုင်းနိုင်ငံရဲ့အတိုက်ခံပါတီတရားမျှတပါတီ The Fair Party မှလွတ်တော်အမတ်ကန်ရီဆိုဘန်ကဝေဖန်ထားတဲ့ ထိုင်းဆိုရတဲ့တန်တမန်ရေးရအမားများလုံနေပြီစစ်ကောင်းဆောင်ကိုထိုင်းနိုင်ငံတို့တလားတွင်နှစ်ချိန်ဝင်ရောက်ခွင့်ပြုခဲ့သည်ဟုဆိုပြီးထိုင်းဆိုရသည်နိုင်ငံတွင်အခြေအနေအချို့ကိုပင်စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲမြန်မာနိုင်ငံငင်းချင်းရေးဖြစ်စဉ်နှင့်ဝင်ရောက်ဆက်ပတ်ခြင်းနှင့်နိုင်ငံ၏ကုန်သိက္ခာကိုထိခိုက်စေလိမ့်မည်ဟုလည်းကန်နဝီဆိုဆန်းကဆိုသည် အာဆီယံထိပ်သီးအစည်းအဝေးများမှထုတ်ပေးခြင်းခံရရသည့်စစ်ကောင်စောင်းကိုထိုင်းနိုင်ငံတွင်ပေးခဲ့သည့်ဧပြီလပထမပတ်တွင်ကျင်းပသည့်ပင်စတက်အစည်းအဝေးသို့ထိုင်းဆိုရကဖိတ်ကြားခဲ့သည်။ထိုအစည်းအဝေးသို့တက်လာသည့်စစ်ကောင်စောင်းကိုကံကွက်ဆန္ဒပြမှုအချို့လည်းပေါ်ပေါက်ခဲ့သည်။ရှိခိုဆလာဘီလီဒိုလန်အနီ KIA နဲ့တိုက်ပွဲစစ်ကောင်စီတပ်အထိနာရီလေးချောင်းမှပုံကျဲတိုက်ခိုက်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဖားကံမြို့နယ်မြကျေးနာတနိုင်တော်လီတို့လမ်းပိုင်းရှိလဝါကျေးရွာတွင်ကချင်လွတ်လပ်ရေးတပ်မတော်နှင့်စစ်ကောင်စီတပ်မင်းစေတပ်ပြည်သူ့စစ်ပူပေါင်းအဖွဲ့သောတိုက်ဝဲပြင်ထန်ခဲ့ပြီးအထင်အားသည့်စစ်ကောင်စီတပ်ကကျေးရွာကိုမီးရှို့ဖျက်ဆီးခြင်းလေကြောင်းတိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟုကချင်သတင်းရင်းမြစ်တို့ကပြောသည် ဧပြီလ15ရက်နေ့တိုက်တဲ့အချိန်မှာသူတို့ဘက်ကအထည်နာတဲ့ဟာတွေရှိတယ်။အဲ့ဒါသူတို့ကလေရင်တွေခေါ်ရင်ဒရုန်းတွေနဲ့ပြန်ပြီးမှတိုက်လာပြီးလဝါရွာကိုအကြီးကျယ်ရွာလုံးချုပ်လောက်မီးရှို့လိုက်ပြီးသူတို့ကစင်ရဲကတော်တော်ပြင်းထန်နေသူတို့ကလေရင်နဲ့ပုံသွားကျနေတာကိုကချင်တရင်ရင်မြက်ကဧပြီလ18ရက်တွင်ပြောသည်။လဝါကျေးရွာကိုစစ်ကောင်စီတပ်နဲ့မင်းစစ်တပ်ပြည်သူစစ်ပူးပေါင်းတပ်ကဧပြီလဒုတိယပတ်တွင်စစ်ရင်အားအလုံးရင်ဖြစ်ထိုးစစ်ဆင်လာရေး KIA နဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းအင် 2300ကျော်သည့်ဧပြီလ13ရက်ကစရင်လုံအောင်ကြည်ရဘက်သို့ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုကချင်စည်ရေးတရင်ရမြတူကပြောသည်လုံအောင်ကြည်ရတိုက်ဝဲချင်းနေနှင့်ပတ်သက်၍ KIA တရင်ပြန်ကြားရေးဌာနတောင်းငန်းဘုံမှုကြီးနော်ဘူထံသို့ယနေ့ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပြီးအဆက်အသွယ်မရသေးပေ KIA နဲ့မမိတ်ပူပေါင်းတပ်များအနေဖြင့်2024ဒီဇင်ဘာလဆန်ကလေးကထိုးစစ်ဆင်နေသည့်ပမော်မျိုးသိန်းတိုက်ပွဲတွင်လည်းစစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းနှင့်လက်ကျန်စကခ21တပ်ဌာနချုပ်ပါဝင်ပမော်မျိုးကိုအပိသက်သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးကပြီးခဲ့သည့်ရက်ပိုင်းများတွင်သတင်းဖော်ပြထားသည့်စစ်ကောင်စီအနေဖြင့်လည်းပမော်မျိုးအပါဝင်တိုက်ပွဲဖြစ်ပွားရာနေရာများသာမကတိုက်ပွဲဖြစ်ပွားမှုမရှိသည့်နေရာများကိုပါလေကြောင်းတိုက်ခိုက်ခဲ့ရာဧပြီလတတိယဘက်တရီ င် KIA နေမင်းများတွင်သောလေကြောင်းလက်နက်ကြီး drone တိုက်ခိုက်မှုအကျဉ်း900နေပါရှိကြောင်းသိပေးထားသည်ရှိခိုးတကတင်ဆက်ပေးမယ့်တဲ့ရင်ကြောင့်ကတော့အခက်အခဲဒုက္ခတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းကိုထိန်လင်းအတိပေးဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။အခက်အခဲဒုက္ခတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းဒေါက်ဆန်းစုကြည်တာငယ်ကိုထိန်လင်းကဧပြီလ18ရက်နေ့တက်ကိုစုမုံကောင်တောင်ဆူရမှာထဲသွင်းဆိုခဲ့ပါရဲ့။ တင်းကျန်ဆိုတာနှစ်ဟောင်းကနေနှစ်သစ်ကိုကူးပြောင်းတဲ့ပျော်ရွှင်လန်းဆန်းရတဲ့အချိန်ကာလဖြစ်တယ်။ဒီနှစ်ကတော့ပြည်သူတွေအလုံးကြေကွဲဝမ်းနေနေတဲ့ကာလဖြစ်ပါတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေကဆားလို့လက်တလုံးငလျင်တန်းတွေကျွန်တော်တို့မြန်မာပြည်သူတွေအပြင်းထန်ဒုက္ခတွေခံစားနေကြရတယ်။ငလျင်တန်းကပြည်သူတွေအသက်ဆုံးရှုံးရတဲ့အတွက်ရောကျွန်တော်တို့အမြတ်တနိုးတန်ဖိုးထားရတဲ့တမိုင်းဝင်အစာအုပ်တွေပျက်စီးဆုံးရှုံးရတာတွေအတွက်ပါအင်မတန်ဝမ်းနေပူဆွေးရတယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ဓာတ်ကတော့မြဲမြံခံမနေစေ bye. အခက်အခဲဒုက္ခတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူများကိုတယောက်တည်းခံစားရတယ်လို့မှတ်မှတ်ပါနဲ့ကျွန်တော်အားလုံးနဲ့အမြဲတမ်းတူတူရှိနေပါတယ်လို့ဆိုပါရယ်မက်လ28ရဲ့စကိုင်းမျိုးကိုဗဟုပြုလှုပ်ခတ်ခဲ့သောစကိုင်းငလင်းကြောင့်ဒေဆုံးသူလူရေ3000ကျော်ရှိခဲ့ပါရယ်မြန်မာပြည်ပမိသားစုတွေစီကနေရဲရင်မှုနဲ့စေတနာကိယူနာတွေကိုကိုယ်တိုင်တိတ်ကြုံခံစားခဲ့ရတာကြောင့်ကျွန်တော်ရဲ့မျိုးလင်းချင်တဲ့ယုံကြည်မှုပို့တိုးစေပါရယ်မြန်မာပြည်သူတွေအားလုံးစိတ်တင်ရာတွေကိုကူဆိုင်းအင်အားအပြည့်နဲ့အေးချမ်းလုံခြုံမှုရရှိ ရှိကြစေဖို့နှစ်သက်စုမုံကောင်တောင်းလိုက်ပါရယ်နှစ်သက်မှာမိတောက်လိုပြင်ပြတဲ့မျိုးလင်းခြင်းနဲ့တရားမျှတမှုရရှိဖို့ကျွန်တော်တို့အတူဆက်ကြိုးစားကြရအောင်လို့ကိုထိန်လင်းကဆိုပါရယ်